ိတ်မပြောလို့တ냐လုံးဘိုဘက်လဲလိုက်ဒီဘက်လဲလိုက်နဲ့ဖြစ်နေတာတင်းတယောက်တည်းမဟုတ်ပါဘူး။ဒါကြောင့်ဘလို့လို့ရင်ကောင်းကောင်းအိပ်ပျော်မလဲဆိုတာကိုပိတ်ပန်ကြီးချအခြေခံထားတဲ့နီးလန်းတွေနဲ့ရှင်းပြပေးသွားမယ်အပြင်ဖြစ်ဆက်ခြင်းနဲ့ပတ်သက်တဲ့အယူအဆအမှားတွေကိုလည်းပြောပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Valentine and Richard Blog ကနေကြိုဆိုပါရစေ။ကျွန်မဒေါက်တာ Richard ဖြစ်ပါတယ်။ ကျမရေးနဲ့အထွေထွေဘုဒ္ဓတရတွေကိုအမြင့်မြတ်ဝေပေးနေတဲ့ channel ဖြစ်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလွတ်မသွားရအောင် channel လေးကို subscribe လုပ်ခဲ့ပါနော်။ဒီနေ့မှာတော့ကျမတို့အများစုရင်ဆိုင်နေရတဲ့ပြဿနာတွေကတော့အိမ်မပြောတဲ့ညတွေအကြောင်းကိုဆွေးနွေးသွားပါမယ်။ပြီးဆက်ချင်းဟာကျမတို့ရဲ့ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာကျမရေးအတွက်မရှိမဖြစ်လိုအပ်ပါလေ။ အေးမွားတာကြာလာရင်ပင်မန်းနွမ်းနေတာအာယုံဆူဆိုင်မှုကျဆင်းတာနဲ့ရေရှည်မှာနာတာရှည်ယောဂါတွေအထူးဖြစ်လာနိုင်ပါတယ်။အိမ်မပြောရတဲ့အဓိကအကြောင်းရင်းတွေကတော့စိတ်ဖိစီးမှုနဲ့စိုးရိမ်ကူပတ်မှုတွေအိတ်ချိန်ပုံမှန်မထားတာတွေပုံဝန်းကျင်အခြေအနေတွေဥပမာစူညံနေတာအလင်းရောင်ကြောင့်အိမ်မပြောတာဒါမှမဟုတ် ခံစားနေရတဲ့ကျန်းမာရေးပြဿနာတွေကြောင့်လည်းဖြစ်တတ်ပါတယ်။တ냐လောက်အိမ်မပြောတာကိုတော့ပြဿနာတစ်ခုလို့မဆိုလိုပါဘူးနော်။ဒုတိယအချက်အနေနဲ့လူတွေလက်ခံထားတဲ့အယူအဆတချို့ကမှန်လားမှားနေလားဆိုတာကိုခွဲခြားကြည့်ရအောင်။အိမ်မပြောနဲ့အိယာပေါ်မှာပဲနေပြီးအိမ်ပြောအောင်အတင်းအကျပ်ကြိုးစားတင်တယ်။တကယ်တမ်းက ဆယ်မိနစ်လောက်ကြာတဲ့အထိအိတ်မပြောဘူးဆိုရင်အိယာမနီထားလိုက်ပါစိတ်အေးလက်အေးဖြစ်စေမယ်တခုခုကိုလုပ်နေပြီးအိတ်ချင်စိတ်ပေါ်လာမှပဲအိယာရဲကိုပြောင်းဝင်ပါအရက်တောက်ရင်ကောင်းကောင်းအိတ်ပြောတယ်အရက်ကအစာပိုင်းမှာအိတ်ငိုက်စီတာမှန်နေမယ်တကယ်တမ်းမှာတော့ sleep cycle လို့ခေါ်တဲ့အိတ်ဆက်ခြင်းသဝန်းကိုနှောက်ရက်ပြီး အေးဝါမှုကိုညွှန်နေစေပါတယ်။လူတိုင်း၈နာရီအိပ်ဖို့လိုအပ်တယ်။အိပ်ဖို့လိုတဲ့နာရီအရေးအတွက်ဟာအသက်အရွယ်နေထိုင်မှုပုံစံနဲ့တူးချင်းစီရဲ့ကိုယ်ခန္ဓာဖွဲ့စည်းပုံပေါ်မူတည်ပြီးဝေပြပါတယ်။အရွယ်ရောက်ပြီးသူအများစုကတော့9နာရီကနေ9နာရီလောက်အိပ်ဖို့လိုအပ်ပေမဲ့တချို့တွေမှာအပြောင်းနဲ့အနည်းငယ်ရှိနိုင်ပါတယ်။ အိယာမုံရင်ပြင် TV ကြည့်တာဒါမှမဟုတ်ဖုန်းသုံးတာကစိတ်ကိုဖြေလျှော့ပေးတယ်။ဖုန်းဆက်ခွင်ကနေထွက်လာတဲ့အပြာရောင်အလင်းကအိဆက်ချင်းကိုလှုပ်ဆောင်ပေးတယ်။မလတိုနီဟော်မုန်းကိုရော့ကျစေတာကြောင့်အိပျော်ဖို့ပူခက်ခဲစေပါတယ်။ဒါဆိုရင်အိမပျော်တဲ့ညတွေကိုကြော်ဖြတ်နိုင်ဖို့အတွက်သိပ္ပံကြီးကြအခြေခံထားတဲ့ဘလက်တွေအစင်မျိုးကိုကြော်ပြသွားပါမယ်။ အိတ်မပြောမကိုစိုးရိမ်နေရစီကိုဖြောက်ပါညညာအိတ်မပြောတဲ့သူတွေကအိတ်ရတဲ့ရောက်တဲ့အခါအိတ်မပြောမကိုစိုးရိမ်နေရှိကြပါရဲ့ဒါကပိုလို့တော့အိတ်မပြောအောင်ဖြစ်စေတာကြောင့်အဲ့ဒီလိုစိုးရိမ်နေတဲ့စိတ်ကိုဖြောက်ဖို့လိုအပ်ပါတယ်အခြားစိတ်ပူပန်စရာစိုးရိမ်စရာတွေနဲ့မကောင်းတဲ့အတွေးတွေကိုလည်းဖြောက်ဖို့လိုပါတယ်ကိုအိတ်တဲ့အိတ်ရကို ်တက်တောင့်တက်တာဖြစ်တဲ့ပဝန်းကျင်တစ်ခုဖြစ်အောင်ဖန်တီးပါအခန်းပူချိန်ကိုလျှော့ချထားပါစူညာတန်တွေကိုနည်းအောင်လုပ်ပါမိတွေကိုပိတ်ထားလိုက်ပါတို့အရင်အလင်းရောင်လုံးဝမဝင်နိုင်တဲ့လိုက်ကာတွေဒါမှမဟုတ်မျက်လုံးအကာတွေအသုံးပြုနိုင်ပါတယ်အိမ်ရောင်ကိုအိမ်ဖို့အတွက်အမျိုးတွေပဲသုံးပါ လူတွေကအိယာထဲမှာဖုန်းသုံးတာရုပ်ရှင်ကြည့်တာကွန်ပျူတာနဲ့အလုံးလုံးတာတွေလုပ်လို့ရှိပါတယ်။အဲ့ချိန်မတိုင်ခင်အ ਨੇ ဆုံးနိုင်ဝက်တနိုင်လောက်အလုံးကလေးကဖုန်းသုံးတာ TV ကြည့်တာကွန်ပျူတာသုံးတာတွေကိုရပ်ထားတင်ပါတယ်။အဲ့ဒီကထွက်တဲ့အလင်းရောင်ကအိပ်ပျော်ကိုခက်စေပါတယ်။ဒါကြောင့်မဖြစ်မနေသုံးဖို့လိုအပ်ခဲ့ရင် စခွင်ရဲ့အလင်းရောင်ကိုအ ਨੇ ဆုံးမှထားတာဒါကမုံနဲ့သုံးတာမျိုးလုပ်တင်ပါတယ်ပုံမှန်အိတ်ချိန်ရှိပါစေအိတ်တဲ့ချိန်ကြာလေးလေးအိတ်ဖို့အချိန်ပိုလိုလာလေးလေးဖြစ်တတ်ပါတယ်တကယ်တမ်းကအလုတ်ပိရက်မှာများများအိတ်ချိန်ကအလုတ်ခွင့်ရက်တွေမှာအိတ်ချိန်ကျော့မသွားစေပါဘူးဒါကြောင့်အိတ်တဲ့ချိန်ကိုတတ်သမှတ်ထားပါ ဒီလိုလှုပ်ခြင်းကအစာပိုင်းမှာတော့မိဘက်မှာရက်အနည်းငယ်လောက်ပြင်းထန်ွမ်းနေစေနိုင်ပေမယ့်ညဘက်တွေမှာအချင်းစိတ်တွေများလာစေပါတယ်။အိမ်မပြောရင်အိယာတဲကထားလိုက်ပါ။အိယာထဲမှာ7မိနစ်ကြာတဲ့အထိနေလို့အချင်းစိတ်မပေါ်သေးရင်ထားလိုက်ပါ။အဲ့ဒီအစာစာအုပ်ဖတ်တာမျိုးဒါမှမဟုတ်စိတ်ဖြေလျှော့တဲ့လေ့ကျင့်ခန်းတွေလုပ်တာမျိုးလုပ်ပေးပါ။ အိမ်လိုက်လာခံမှာပဲအေးရတဲ့ကိုပြောင်းဝင်ပါအသက်ရှူလေးခြင်းနဲ့မဟုတ်ပါဒါမှမဟုတ်တရားထိုင်ပါဖြည်းဖြည်းနဲ့အသက်ဝဝရှူသွင်းရှူထုတ်လုပ်ခြင်းကတင်းရဲ့အာယုံကိုနေသက်စေပါတယ်လေးခွန်ရှိ အသက်ရှူနည်းကိုစမ်းကြည့်ပါသဘောက၄စက္ကန့်ကြောင် အသက်ရှူသွင်းပါပြီးရင်ခုနစက္ကန့်ကြာအောင်အသက်အောင့်ထားပြီးမှ ရှစ်ဆက်ပြန့်ကြအောင်ဖြည်းဖြည်းချင်းပြန်ရှူထုတ်လိုက်ပါကြွက်သားရီကိုဖြည့်လျှောတဲ့လေးချိန်ခန်းလုပ်ပါခန္ဓာကိုယ်ရဲ့ကြွက်သားအကုန်လုံးကိုဖြည့်လျှောပေးတဲ့လေးချိန်ခန်းဖြစ်ပါတယ်ဒီလေးချိန်ခန်းလုပ်ဖို့တိတ်ဆိတ်တဲ့အခန်းတစ်ခုမှာထိုင်ကုန်တစ်လုံးနဲ့ထိုင်ပြီးတင်းရဲ့ကိုယ်ခန္ဓာကကြွက်သားတစ်ခုချင်းစီကို၅စက္ကန့်ကြာအောင်တင်းထားပြီးဖြည်းဖြည်းချင်းပြန်လျှော့ပေးခြင်းက ိပ်ပျော်ဖို့ကိုအထောက်အကူဖြစ်စေပါတယ်။အိယာထခြင်းကိုလည်းတတ်တတ်မှတ်ထားပါ။အလုတ်ပိတ်ရဲ့စနေတနင်္ဂနွေအပါအဝင်နေ့ရက်တိုင်းမှာမနက်ကိုဖားနေကြအချိန်မှာထနိုင်အောင်နိုင်အလံပေးထားတာမျိုးကိုလုပ်ပါ။နေ့လယ်နေရင်တရေအိတ်တာကိုရှောင်ပါလူတွေကညဘက်မှာအိတ်မပြောရင်နေ့လယ်နေခင်းမှာတရေလောက် အစားထိုးအိတ်တာမျိုးလုတ်တက်ကြပါတယ်။ဒါကညရောက်တဲ့အခါအိတ်ပြိုမှုကိုထပ်ပြီးခက်ခဲစေပြပါတယ်။နာဒါရှိအိတ်မပြိုတဲ့ယောဂဟာ sleep apnea လို့ခေါ်ရဲအိပ်ပျော်နေစဉ်အသက်ရှူရတဲ့ယောဂစိတ်ကြယောဂဒါမှမဟုတ်ခူတောင်းမှုလိုအပ်တဲ့တခြားယောဂတွေရဲ့ရှည်ပြေးလက္ခဏာတစ်ခုလည်းဖြစ်နေနိုင်ပါတယ် အကယ်၍အိမ်မပြောတဲ့ညတွေဟာရက်သက်တစ်ပတ်အနည်းငယ်ကြာတဲ့အထိဆက်ဖြစ်နေပြီးတည့်ရက်နေ့စဉ်ပုံမှန်ဘဝကို ထိခိုက်လာပြီဆိုရင်တော့ဆရာဝန်နဲ့တိုင်မြင်ဆွေးနွေးဖို့အချိန်တန်ပါမည်။ဒီကုန်းကျုံနေနဲ့ပြောရရင်တော့တစ်ခါတလေအိမ်မပြောတာမျိုးကိုလူတိုင်းမျိုးပါကြုံဘူးကြပါလေ။ခုပြောသွားတဲ့နီလန်းတွေကစိတ်ဖြစ်စည်းမှုမဖြစ်စေဘဲ အိမ်မပြောတဲ့ညတွေကိုကောင်းစွာကြွဖြတ်နိုင်ဖို့ကူညီပေးပါလိမ့်မယ်။အရေးကြီးတာကတော့အိတ်ဆက်ခြင်းနဲ့ပတ်သက်တဲ့အယူဆအမှားတွေကိုလိုက်မြုံမိစေဖို့နဲ့တိတ်ပန်နေကြအခြေခံထားတဲ့အလေးအထတွေကကောင်းမွန်စွာအိတ်ဆက်အနားယူနိုင်ဖို့အများကြီးအထောက်ကူပြုပါလိမ့်မယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုကသင်အတွက်အကျိုးရှိမယ်ဆိုရင် like and subscribe လုပ်ပြီးမမေ့ပါနဲ့နော်။ အေးအေးဝါးဝါးအိဆက်အနားယူနိုင်ကြပါစေလို့ဆုတောင်းပေးရင်နောက်ဗီဒီယိုမှာပြန်ဆုံပြကြမယ်နော်။